ပိုင်း86ရဲ့အဆောက်မှာတော့ဆန်ဆွေတရားကို use case ရဲ့အဆက်မပြတ်ထိုးတဲ့အချိန်ကိုခံလိုက်ရပြီးလွင့်ထွက်သွားခဲ့ကရေကန်လေးကိုပြုတ်ကျသွားပါလိမ့်။ use case ကတော့ဆန်ဆွေကိုရေတွေကနေပြန်တက်လာဖို့အတွက်လှမ်းဩနေတာပါ။ခဏကြာမှာတော့ရေတွေကနေဆန်ဆွေတရားပြန်ပေါ်လာပါလိမ့်။ဆန်ဆွေတရားသူ့ဥစ္စာတွေအကုန်လုံးစုပ်ပြဲကုန်တဲ့အတွက်ဒေါသထွက်နေပါလိမ့်။အဲဒီနောက်မှာတော့သူကသူ့ရဲ့ကြွက်သားအပြင်းနဲ့ခန္ဓာကိုယ်ကြီးပေါ်ကအမာရွတ်တွေကိုထုတ်ပြလာပါလိမ့်။ဒါကိုမြင်လိုက်ရတဲ့ကူဝါဘာရာကတော့ဒါကအတော်လေးကြောက်စရာကောင်းတာပဲလို့မှတ်ချက်ပေးနေတာပါ။ ဒီလိုခန္ဓာကိုယ်မျိုးကတိုက်ပွဲပေါင်းစုံကိုကြော်ဖြတ်အောင်နိုင်ခဲ့ပြီးတဲ့ခန္ဓာကိုယ်မှန်သဘောပေါက်သွားပါသည်။ဆန်ဆွေကတော့အဲ့လိုမဟုတ်ဘဲနဲ့သူ့ရဲ့ဒီအမာရွတ်တွေကလေးကျင်ကြီးကနေရရှိခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါသည်။ဒီလိုမျိုးပြင်းထန်တဲ့လေးကျင်ကြီးတွေလှုပ်ခဲတဲ့သူကိုဘယ်သူမှအနိုင်မယူနိုင်ခဲ့ပါဘူး။ဒါအပြင်သူ့ကိုအမာရွတ်ပေးနိုင်တဲ့ရန်သူကအခုထိမရှိသေးဘူးလို့ဆိုပါသည်။တစ်ဖက်မှာလည်းပဲ use scale ရောက်တိဆောက်ပုံရောက်အရန်ကိုကောင်းလွန်နေခဲ့တဲ့ခန္ဓာကိုယ်ကြီးကြောင့်ချွေးတွေပြန်နေခဲ့ပါသည်။ဒါကြောင့်သူကအရင်အခေါက်တွေတုန်းကတိုက်ခိုက်ရတဲ့ခံစားချက်တွေကိုပြန်လည်ဆန်းစစ်လိုက်ပါသည်။ အဲဒီတော့ကသူကဆန်ဆွေကိုထိုးလိုက်တိုင်းမှာတာယာတစ်ခုကိုထိုးနေရတယ်လို့မျိုးတိုက်မိနေတယ်လို့မျိုးခံစားနေရပါသည်အဲ့ဒီအချိန်ဆန်ဆွေကအလင်းပေါ်လုံးကိုရေထဲကနေပြန်ခေါ်လိုက်ပါသည်ဒါကုံမြင်တော့ကူဝါဘာရိုအုပ်စုလည်းပဲဆန်ဆွေတယောက်ကီဆွားကိုအဝေးကလှမ်းထိန်ချုံနိုင်တဲ့အပေါ်မှာအံ့ဩသွားကြရပါသည်ဆန်ဆွေကတော့ဝိညာဉ်လေးပြားလေးတစ်ကောင်ကိုလည်းသူ့ရဲ့လက်ပေါ်တင်ထားခဲ့တာပါပြီးတော့နေသူကလေးပြားလေးကိုပြန်လှုပ်ပေးလိုက်ပြီးခန္ဓာကိုယ်တွေကခရမ်းရောင်ကီဆွားအတချို့ကိုထုတ်ချပေးလိုက်ပါသည် အဲဒီနောက်မှာတော့သူကသူ့ရဲ့ခန္ဓာကိုယ်ကိုညှစ်ထုတ်ပြလိုက်ပြီးအလင်းပေါ်လုံးနေအများကြီးထွာလာပါသည်။ဒါကြောင့် use scale လေးပါစပ်အဟောင်းသားဖြစ်သွားရပါပြီ။ဒီလုံးနေနေတော့မှရှောင်မှုမလွယ်တဲ့အလင်းပေါ်လုံးကိုအများကြီးဆင့်ခေါ်လိုက်တဲ့ကိစ္စကတော်တော်လေးကိုအန်နီရဲ့များလွန်တာကိုသူသိနေခဲ့လို့ပါ။ကူဘာဘာရာကဒီလိုပေါ်လုံးနေအများကြီးကိုအားလုံးသာပေါင်းလိုက်မယ်ဆိုရင် use scale ရဲ့ regain ထပ်တောင်းမှကြီးနေပြီဖြစ်ကြောင်းအော်ဟေးနေပါသည်။ကူရာမကလည်းပဲဒါကိုထောက်ခံလိုက်ပါသည်။တဖက်မှာလည်းပဲဆန်ဆွေက use scale ကိုအသင့်ပြင်ထားဖို့အတွက်ပြောလိုက်ပြီးသူ့ရဲ့အလင်းပေါ်လုံးနေအားလုံးကိုတစူတစီးတဲ့ဖြစ်အောင်ဖန်တီးလိုက်ပါသည်။ နောက်ပြီးသူကဒီဘောလုံးကိုအားပြင်းပြင်းနဲ့ကန်ချပစ်လိုက်တဲ့အခါမှာတော့မကြီးမတွက်နိုင်အောင်အများပြလုံးတဲ့အလင်းဘောလုံးတွေက use scale ရှိရာစီကိုလာပြီးတော့မှန်ပါရီ။ဒါကြောင့် use scale လေးပဲအလင်းဘောလုံးတွေကိုလှုပ်အောင်မနေရှောင်တိန်နေရပါရီ။ဒါပေမဲ့အလင်းဘောလုံးတွေကသူ့ရဲ့နောက်ကိုတောင်းလျှောက်ကိုလိုက်နေရပါ။တခြားမှာတော့ use scale တရောက်မျက်နှာတဲတွေကိုအလင်းဘောလုံးတစ်လုံးကလာမှန်ပြီးရိုင်းထွက်သွားခဲ့ပါရီ။အဲဒီနောက်မှာတော့ဟန်ချက်ပြတ်သွားတဲ့ခန္ဓာကိုယ်တွေကိုအလင်းဘောလုံးပေါင်းများစွာကပြောက်ဦးဖောက်တယ်လို့စတိုက်ကိုကြားရောက်လာပါရီ။ဒါပြင်ဆန်ဆူရီကပါအနာကိုဒူးကပ်လာပြီးအနီးကလာတိုက်ခိုက်နေတာပါ။ နောက်ပြီးအားပြင်းတဲ့ကန်ချက်တစ်ချက်နဲ့အဝေးကိုလွင်ထွက်သွားအောင်ကန်ထုတ်လိုက်ပါသည်။အဲဒီနောက်မှာတော့ထုံးစံတိုင်းအနောက်ကလိုက်လာတဲ့အလင်းဖော်လုံးတွေက USK ကိုဝိုင်းပြီးတော့ဖောက်ခွဲကြပါတော့သည်။တစ်ဖက်ကအပြင်မှာလည်းပဲဂန်ခိုင်နှုတ်အုပ်စုကအထက်ကအခြေအနေကိုစိတ်ဝင်စားနေပါသည်။ယာနာကီဆာဝါကတော့ USK တရဆန်ဆွေကိုအနိုင်ယူနေလောက်ပြီလို့ထင်နေကြတာပါ။ဒါကိုကိုက်ဒူကလည်းထောက်ခံနေပါသည်။ဒါပြင်အခုချိန်လောက်ဆိုရင်ဥမင်လိုင်ကောင်းကလည်းပိတ်သွားလောက်ပြီဆိုပြီးယူဆနေပါသည်။အဲ့ဒီအချိန်ဂန်ခိုင်ကတော့ဥမင်လိုင်ကောင်းကတေချာပေါက်ပူကျလာကြောင်းထပြောပါသည်။ အဲ့ဒါထပ်ပို့ဆိုးလာတာကအရင်ထပ်ပို့ပြီးအချိန်ဟုန်နေတော့မှပွင့်လာခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီးသူကအနန်းတချို့ရနေကြောင်းအားလုံးကိုပြောပြလိုက်ပါရီ။အခုဆိုရင်အစာပိုင်းကနေရနေတဲ့အနန်းထပ်တော့မှပို့ဆိုးရတဲ့အနန်းကိုရရှိလာခဲ့ပါပြီ။ဒါကြောင့်အားလုံးကဂန်ခိုင်လိုမျိုးအနန်းခံကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရီ။ဒါပေမဲ့သူတို့ရဲ့နှာခေါင်းတွေကဘာအနန်းကိုမှမရရှိခဲ့ကြပါဘူး။ဗိုလ်တန်ကဂန်ခိုင်ကိုဥမင်လိုင်းကောင်းလုံးဝပွင့်သွားဖို့အတွက်အချိန်ဘလောက်လောက်လိုသေးလဲလို့မေးတော့7မိနစ်လောက်ပဲကြာရှိတော့ကြောင်းသိလိုက်ရပါရီ။ ဒါကြောင့်မလို့သူမကအထဲကိုဝင်သွားတဲ့ကိုရမာအတွက်စိတ်ပူသွားပါတယ်။အဲ့ဒီအချိန်ကိုရမာကတော့ကိုရမာချပေးခဲ့တဲ့အမှတ်သားတွေတိုင်းဗဟုချက်ရှိရာစီကိုပြေးသွားနေပါတယ်။တဏျာရောက်မှာတော့အမှတ်သားတွေကပောက်ကွဲမှုတန်းကြောင့်အဖြက်စီးခံထားရတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူကယူစကေရဲ့ယူကီကိုအာယုံခံလိုက်ပြီးဗဟုလန်းတိုင်းဆက်ပြီးတော့ထွက်ခွာခဲ့ပါတယ်။တစ်ဖက်မှာလည်းပဲအားလုံးကယူစကေတယောက်အတီးခံလိုက်ရတဲ့အပေါ်မှာစိတ်ပူနေကြပါတယ်။ကိုရမာကတော့သူ့ရဲ့လူတွေကိုယူစကေပေါ်မှာယုံကြည်ချက်ထားဖို့အတွက်လိုအပ်ကြောင်းရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့သူကိုယ်တိုင်ကလည်းပဲ use case ရဲ့အခြေအနေကိုစိုးရိမ်နေမိခဲ့ပါရီ use case ကတော့ပောက်ကွဲမှုကြောင့်ကနေပြန်ပေါ်လာပြီးတိုက်ပွဲကမပြီးသေးကြောင်းလှမ်းပြောနေတာပါဒါကိုသဘောကျသွားတဲ့ဆန်ဆွေကဒါဆိုရင်လေသူ့ကိုနောက်တစ်ခါထပ်ပြီးတော့ဝင်လာတိုက်ခိုက်ဖို့စူးစမ်းခိုင်းလိုက်ပါရီစကားဆုံးမှာတော့ဆန်ဆွေကနောက်တစ်ခါထပ်ပြီးအလင်းဘော်လုံးတွေကိုခန္ဓာကိုယ်တွေကညှစ်ထုတ်ပြလိုက်ပါရီဒါကိုမြင်တော့ use case တယောက်အတော်လေးလန့်သွားခဲ့ပါရီအကြောင်းကတော့ဆောင်းအမြင့်စနစ်ကိုအနားယူစရာမလိုပဲခဏခဏသုံးပြနေခဲ့လို့ပါ ဒါကသူတို့နှစ်ယောက်ကြောင်းမှာစွမ်းအားကွာခြားမှုကအများကြီးရှိနေကြောင်းရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါသည်။အစဉ်အပြည့်နှိုင်းချင်ပြရမယ်ဆိုရင်တော့ use case ထက်အစာပေါင်းတရာလောက်ပိုတဲ့စွမ်းအားတွေကစံဆွေစီမှာရှိနေနိုင်တာမျိုးပါ။ဒါကိုတစ်ဖက်ကနေကြည့်နေကြတဲ့ခူရာမာရူကလည်းပဲကောင်းကောင်းကြီးနားလေသဘောပေါက်သွားခဲ့ပါသည်။အဲ့ဒီအချိန်စံဆွေကတော့သူ့ရဲ့ဘောလုံးကိုကန်ထုတ်ပြလိုက်ပါပြီ။ဒီတစ်ခါမှလေးပဲအရင်တိုင်းပဲထောင်တောင်းချီတဲ့အလင်းဘောလုံးလေးတွေက use case ကိုဖောက်ဝင်သွားခဲ့တာပါ။ဒါကြောင့်မလို့သူလည်းမနေရှောင်းတိန်နေခဲ့ရပါသည်။ တခြားမှာတော့ use case တယောက်ထုံးစံတိုင်းခန္ဓာကိုယ်ကရိုင်းထွက်သွားခဲ့ပြီးအလင်းပေါ်လုံးကြီးရဲ့ဖောက်ခွဲခြင်းကိုခံလိုက်ရပါသည်ကိုဘာဘာရောကတော့ use case ကိုအရှုံးမပေးဘဲပြန်ထဖို့အတွက်អော်နေခဲ့တာပါဒါကြောင့် use case လေးအာမန်အပြင်းနဲ့ပြန်ထလာပြီးစုပ်ပြတ်တတ်နေတဲ့ခန္ဓာကိုယ်နဲ့အတူဆန်းဆူရီကိုနောက်ထပ်တစ်ကြိမ်ထပ်မံစိန်ခေါ်လိုက်ကအလင်းပေါ်လုံးကြီးဂျာရဲကိုပြေးဝင်သွားခဲ့ပါသည် use case ကရှောင်လို့မရရင်အကောင်းဆုံးနည်းကအတိုက်ခိုက်ခံတာပဲလို့ပြောလိုက်ပြီးမိခိုးရီဂျာရဲကနေခုန်ထွက်လာပါသည်နောက်ပြီးအာပြင်းနဲ့လက်သေးတွေနဲ့ဆန်းဆူရီကိုတရက်ချန်းထိုးချပေးလိုက်ပါသည် ဒီတစ်ခါမှာတော့အနီးကတိုက်ခိုက်မှုမှာအားသာတဲ့ USK ကဆန်ဆွေကိုကောင်းကောင်းကြီးဖိအားပေးနေနိုင်ပါ ಡಿ ။ရှူရမောင်းဆောင်ကနေတပြိုင်တည်းထဲဝင်လာတဲ့လက်သေးတွေကြောင့်ဆန်ဆွေတယောက်လည်းအကြက်ရိုက်လို့နေပါ ಡಿ ။တခြားမှာတော့ USK ကအနောက်ကိုခုံထွက်သွားပြီးမပြောမစုံနဲ့ရေကန်ထဲကိုခုံချသွားပါ ಡಿ ။ဒါကြောင့်အားလုံးကအံ့ဩနေချိန် USK ကတော့ရေကန်ထဲမှာလက်ပြေကူနေတာပါ။အရေးကြီးတဲ့အချိန်မှာတော့မျက်ခွက်လာပြောင်နေတဲ့ USK ကြောင့်မလို့ကူဘာဘာရာတယောက်ဒေါသရောင်ထွက်နေခဲ့ပါ ಡಿ ။အဲဒီနောက်မှာတော့ USK ကရေကန်ဘော်ကိုပြန်တက်လာပြီးထုံးစံအတိုင်းပဲ ဆန်ဆွေကိုနောက်တစ်ခေါက်ထပ်တိုက်ခိုက်ဖို့အတွက်အဆုံးဖြတ်လိုက်ပါရီဆန်ဆွေကတော့ဇာတိုက်ထိုးချက်တွေနဲ့တိုက်ခိုက်လာမယ်လို့ထင်နေတာပါအနီးနားရောက်တဲ့အခါမှာယူစကေကသူ့ရဲ့အင်ကြီးကိုဆုပ်ဖြဲလိုက်ပြီးရလာတဲ့အဝိဆကိုအသုံးပြုကာသူ့ရဲ့လက်နဲ့အတူပဲဆန်ဆွေရဲ့လက်ကိုတွဲချီပေးလိုက်ပါရီခုခံမှုလှုပ်ထားတဲ့လက်ကိုအချုံအောင်ခံလိုက်ရတဲ့အချိန်မှာတော့ဆန်ဆွေတယောက်ကြောင်းသွားပါရီအဲ့ဒီအချိန်မှာပဲယူစကေကတော့အသေးထိုးချက်တစ်ခုကိုပြစ်သွင်းလိုက်ပြီးဆန်ဆွေရဲ့အပေါ်ပိုင်းကနေခွာကဗမာလူကြီးထိုးပါတော့တယ် ကူဘာဘာကတော့ဒါကအပိုင်ကွက်ဖြစ်တာကြောင့်အဆုံးသက်လိုက်ဖို့အထီတော်မှအခွင့်ရရသွားပြီလို့ဆိုတာအော်ဟင်နေတာပါဒါကြောင့်သူက use scale ကို share တီးဖို့အတွက်အားပေးလိုက်တော့ use scale နဲ့အဆုံးသက်လက်ဒီကိုပြည့်သွင်းဖို့ဆုံးဖြတ်လိုက်ပါလိဒါပေမဲ့အနီးနားမရောက်ခင်လေးမှာရင်အလင်းနဲ့တစ်ခုက use scale ရဲ့ခန္ဓာကိုယ်ကိုဖောက်ဝင်သွားပါလိဆိုရလုံးလာတဲ့နာကျင်မှုနဲ့အတူ use scale တစ်ယောက်တစ်ဖက်ကိုလွင်ထွက်သွားခဲ့ပါပြီအဲဒီနောက်မှာတော့ပြန်ထလာတဲ့ဆန်ဆူရဲ့လက်ကတနက်ပုံစံပြောင်းနေတာကိုအားလုံးကတွေ့ရှိလိုက်ရပါတယ် ်တကယ်တော့ဒါက head keygen လို့အမည်ရတဲ့ဆန်ဆွေရဲ့လှစ်ဝက်လက်နက်တစ်မျိုးပဲဖြစ်ပါလိမ့်။ဒါစထင်မှာပဲဆန်ဆွေရဲ့မျက်နှာအမူအရာတွေကပြောင်းလဲလို့သွားတာပါ။တကယ်တော့ဒါကဆန်ဆွေရဲ့ပင်ကိုစရိုက်ခုနှစ်မျိုးတွေကတစ်မျိုးဖြစ်ပါလိမ့်။ဒါကိုသိနေတဲ့အီဆူကီကလည်းအကြောင်းစုံကိုရှင်းပြလာပါလိမ့်။အခုပေါ်လာတဲ့တယောက်ကတော့ခါဆူရဖြစ်ပြီးဆန်ဆွေရဲ့ပင်ကိုစရိုက်ခုနှစ်မျိုးတွေကတစ်ခုဖြစ်ပါလိမ့်။နောက်ဆုံးသုံးပြုထားတဲ့မီနိုရူပုံစံကတော့ဆောင်းနှကလီမာရင်ပျောက်ကွယ်သွားခဲ့တာပါ။ယူစကေရဲ့တိုက်စစ်ကြောင့်ပေါ်လာတဲ့ခါဆူယူမာရော မီနာရူထက်ပိုပြီးတော့တက်ဖြတ်ခြင်းစိတ်တွေရှိလို့နေပါလိ။ခေါဇူရပုံစံမှာဆိုရင်သူကစိုက်ကိုပတ်လူသားသမားတယောက်လိုမျိုးစိတ်နေစိတ်ထားပြောင်းလဲသွားရပါလိ။အကြံပြင်းပြောရမယ်ဆိုရင်တော့ကလေးတွေမိန်းမတွေကိုတော့မှတက်ဖြတ်ရတာကိုကြိုက်နှစ်သက်တဲ့ serial killer တယောက်နဲ့ဇယိုက်ချင်းစင်တူထက်တူကြသွားတာမျိုးပါ။အဲဒီအချိန်ဆန်ဆွေကတော့အပေါက်ဖြစ်သွားတဲ့ Hughes ရဲ့ခန္ဓာကိုယ်ကိုပြန်ပိတ်လိုက်ပြီးနှိပ်စက်နေပါလိ။ဒါကိုမြင်တော့ကူဝါဝါရာတယောက်စိတ်ပူသွားပြီးဝိညာဉ်ဓာကြီးနဲ့အကာရံကိုဖြတ်ကအထဲကနေထွက်လာဖို့အတွက်ကြိုးစားလိုက်ပါသည်။ဒါပေမဲ့ ူကမအောင်မြင်ဖြစ်နေတာပါ။ဇန်ဆွေကတော့ငါကခါဆူရပဲလို့ပြောလိုက်ပြီး USK ရဲ့ခြေထောက်နဲ့လက်တွေကိုပါအပေါက်ထပ်ပေါက်ပေးလိုက်ပါလိမ့်။ပြီးတော့သူက USK ကိုခေါင်းကနေဆွဲထုလိုက်ပြီးမေးစေးတဲတဲကနေအပေါက်ဖောက်ကအဆုံးသတ်ပေးဖို့ပြင်ဆင်လိုက်ပါလိမ့်။ဒါကိုမြင်တော့အလုံးကစိတ်ပူသွားကြပြီး USK ရဲ့နာမည်ကိုဘိုင်ဒူအော်ဟစ်လိုက်ကြပါလိမ့်။အဲ့ဒီအချိန်မှာပဲအတန်းတစ်ခုကြားလိုက်ရပြီးကိုဝါမာရီယောက်ရောက်ချလာကဆန်ဆွေကလည်းဒါကိုမကြည်မနှက်ဖြစ်သွားခဲ့ရင်ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ရပြန်ပါလိမ့်။ ဒါကတော့ YuYu Haku Show ရဲ့အပိုင်း86ပဲဖြစ်ပြီးကြန့်ရှင်းနေတဲ့အပိုင်းတွေကိုလည်းဆက်လက်ကြည့်ရှုရဖို့ Channel လေးကို Like and Subscribe ပြုလုပ်ပေးထားဖို့အတွက်ပရိသတ်တွေကိုတောင်းဆိုကြပါရစေ။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။